ျမတို့ရဲ့ဟိုတင်းပေါ့နိုင်ငံအကောင်ဆုံးတွေရဲ့စူးစမ်းမှုလဲအဲပဲအကူရတယ်ကျမတို့ရဲ့အဲဟိုပြည်သူတွေကလည်းပဲစူးစမ်းဖို့လူတာပေါ့နော်ဒါနိုင်ငံအကောင်ဆုံးတွေကလည်းသူတို့ကဟိုဒါဟိုနေနေပေါ့နော်စနစ်တွေမူတွေအားလုံးပြုပြင်ပြောင်းလဲပေးနေတယ်ကျမတို့ကလည်းအဲ့ဒီအပေါ်မှာလိုက်နာကြင်ကြံပြီးတော့လိုက်နာအားထုတ်ကြဖို့လေလိုအပ်တယ်ပေါ့နော်တကယ်တမ်းတော့ကျမတို့ရဲ့ရင်ထဲမှာတော့ဟို ဘယ်လိုပြောမလဲဆိုရင်အခုတည်းကျွန်မတို့ရဲ့ export ကိုပိုများစေချင်အခုကတပတ်ကရဲ့ဟို export ကကျွန်မတို့ဒီလင်းငွေရနေကျွန်တော်တို့မြောက်လီသဒါထိတ်ထိရောက်ရှိနေတယ်ရောက်ရှိနေတဲ့အနေအထားမှာကျွန်မတို့ကတပတ်သက်လို့ဖြစ်နေတာပေါ့နော်တပတ်သက်လို့ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ export ကငားလေးနည်းနည်းပါးပါးလောက်ပဲရှိတယ်အခုဆို ပြောင်းကျွန်မတို့ကျွန်မကိုယ်တိုင်လည်းပြောင်းပို့နေကစီပွားရေးပဲလို့ဆိုဆို ။ငါကစီမအများကြီးကောင်းလာမယ်လို့မြင်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့တစင်းကျွန်တော်ကရှေ့လောမဲ့လုပ်ငန်းစဉ်တွေဟာပုံပြီးကွန်ပျူတာတက်လာမယ်။ရပါတယ်။အခုကကျွန်တော်ကအကြခင်မှာအဲ GMS Country ကလည်းဒီကနေ့တစင်းပြန်သွားပြတ်လာလို့စဉ်းစားနေနေရှိမှာဆိုတော့ဒီဘွဲပုံပြီးတော့ဒီတက်ကောင်းလာမှာ။ဟိုနေတဲ့အချိန်မှာတပတ်ကကျွန်တော်တို့တကယ်ပြောင်းထွက်တဲ့ရာသီ8 9 10မှာထွက်တယ်။ ဒါပေမဲ့တပတ်နဲ့ငါကကျွန်တော်တို့ကိုတာစနစ်နဲ့သူတို့ပိတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါစူးစမ်းတယ်ပြီးခဲ့တဲ့2018 6လပိုင်း9ရက်နေ့မှာဒါနှစ်ဖက်ကြီးတူကြီးလက်မှတ်ထိုးတယ်ကိုတာစနစ်အဲမြန်မာနိုင်ငံရဲ့ foundry ပေးရင်ကိုတာစနစ်မရှိပင်နဲ့အကျိုးခါစားခွင့်ပေါင်တွေအကျိုးခါစားခွင့်ရမယ်လို့ပြောတယ်။နောက်ဖက်လည်းသဘောတူတယ်။တကယ်တကယ်လက်တွေ့ကြတဲ့အခါကျတော့ကျွန်တော်တို့လုံးလုံးမရအောင်မရတော့ကျွန်တော်တို့ထပ်ပြီးစူးစမ်းတဲ့အချိန်မှာထိုင်းဘက်ကကျွန်တော်တို့ နှစ်လပိုင်းတရက်နှစ်ရက်နေစပြီးတော့ဒါကျွန်တော်တို့ရဲ့ဒီပြောင်း export ကိုပေးမယ်ဆိုတော့တို့စီမှာကတော့ယာဒီထွက်ကုန်ကုန်ပြီးပေါ့เนาะကျွန်တော်တို့စီမှာကတော့ဒါကြီးကတောင်သူတွေကလက်ထက်မှာအချာကြီးပဲငွေတွေမြုပ်နှံပြီးတော့ထားငွေကြေးတတ်နိုင်တဲ့လူကတော့ပြဿနာမဟုတ်ပေမဲ့တောင်လူတွေအနေနဲ့ကတော့တအားခက်ခဲတာပေါ့နော်ကဲတကယ်ပို့တော့မယ်ဆိုတော့ကျွန်တော်တို့ချင်းမိုင်မှာ25ရက်ရက်20လောက်ကြာအခုဆို25ရက်25ရက်ကြာအောင်တို့ကဒီဟာကိုပိုမှတန့်စင်တဲ့ဟာလားဆိုပြီးသူကစမ်းတက်တယ် အဲ့ဇန်းတက်လို့ပြီးမှကျမဆိုလို့ရှိရင်ဟိုဟိုနှစ်လပိုင်းတရက်နေတွေပြီးလိုက်တဲ့ဟာကနှစ်လပိုင်း29ရက်နေမှကျမ export တစ်ခေါက်ထွက်ရအခုတခါဒီနေ့ထွက်မယ်ဆိုတဲ့ဟာမျိုးလည်းပဲကျမတို့တခါနောက်ထပ်ဟိုဒီမောသူတို့ရဲ့ပစုစားသူပြောတဲ့ဌာနနောက်ထပ်တစ်ခုထပ်ပို့ဝပို့ရတယ်အဲ့ဒီနေရာမှာထပ်စစ်အောင်မယ်စစ်အောင်မယ်ဆိုလို့ရှိရင်တခါနောက်ထပ်တစ်ပတ်လောက်ကြာအောင်မယ်ဆိုတော့ကျမတို့ကသူတို့ပေးတဲ့ဒီ နှစ်လပိုင်းကနေရှစ်လပိုင်း32ရက်နေထိဆိုကျွန်တော်တို့ဟိုအများဆုံးရမှ3-5ကောက်လောက်ပဲရမယ်သဘောမျိုးလို့ဖြစ်နေတာပေါ့နော်အပြီးတဲ့ကကြတော့ကျွန်တော်တို့ဒါတောင်ရင်းမြစ်မှာရှိတဲ့တရားမွေဂိတ်တရားကြတော့တရားမွေနဲ့ဟာကြတော့သူတို့နိုင်ငံကယူတဲ့အပေါ်မှာကျွန်တော်တို့နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့ဒါတွေကမဖြစ်သင့်ဘူးတကယ်ပဲဒါဟုတ်တယ်မော strong together လို့တို့တို့အမြဲတမ်းပြောနေတယ်အတူတူကသွားကြမယ်ဆိုလို့ရှိရင်တို့ကလည်းကျမတို့ကိုတို့စီကပဲတောက်တို့ တာမယာသီးတို့ဒီတိုင်းဝင်နေတယ်လို့ကျွန်တော်တို့ရဲ့အဲလေယာထွက်ကုန်တွေကိုလည်းသူတို့တကယ်ကိုဟိုတရားဝင်နီလာနဲ့လက်ခံစည်းချင်တာပေါ့နော်